ပြန်တို့ကတော့ Profiler ကခရိတ်တွေအဆက်ရှင်တူမှာပညာသင်ယူနေတဲ့အကြောင်းသူကျောင်းသားတွေပဲဖြစ်ပါတယ်။ကျွန်တော်တို့ဖွဲ့မှာဆိုရင်တော့ပညာရှင်လေးတွေဖြစ်တဲ့ကျွန်တော် 4G MC ကိုဒူမခေါ်ဒူမယောချင်းနဲ့ဆိုတော်ကြီး 2AG ပြီးတော့ပါဝင်ပါတယ်။ကျွန်တော်တို့တော့ရောက Revision Project အတွက်ဝန်ကြီးကြီးရကြရာကိုရှင်နေတည်ပြပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အိုက်ပါနာစင်ချပါအောင်နော်။ပြမဆိုးအနေနဲ့ ကျွန်တော်ဖိုးချီယမ်စီယိုကဦးညင်ချီရကပြားကိုရေးဆက်ခဲ့တဲ့ဆရာတက္ကသိုလ်မင်းမောအကြောင်းကိုပြပြပေးထားမှာဖြစ်ပါတယ်။ကျွန်တော်လေးစားချင်ရတဲ့ဆရာကြီးတက္ကသိုလ်မင်းမောရဲ့ဦးရဲ့စာတိကတော့ရန်ကုန်တိုင်းတူတင်မျိုးဖြစ်ပြီးအဖအေးဝန်တာဦးတင်မောင်နဲ့အမိတော်စိညာတို့က1935ခုနှစ်ဇူလိုင်လ9ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။အမိရင်းကဦးတွင်းမျိုးဖြစ်ပြီးငယ်စဉ်ကလေးကနေပြီးတော့ပညာရမှာထူးထွက်ခဲ့တာမျိုးလိုဥပရိနဲ့ဆောင်းမွေးတွေကိုလည်းအမိခဲ့သူတို့ဖြစ်ပါတယ်။ဒါပြင်မြန်မာစာပေလောကကိုအမြဲတမ်းအကျိုးပြုခဲ့ပြီးတော့ င်းပြဘွားကနေဘမောခဖြစ်တဲ့အသည့်မြန်မာဒေသမျိုးစုံနဲ့တက္ကသိုလ်များပြားမှာလက်လက်ပညာများဝေပေးခဲ့ပါသေးတယ်။ပြည်ကျန်းရေးဆိုင်ရာဌာနတွေကိုပြောင်းလဲပေးခဲ့ရုံသာမကပဲနဲ့ဘာသာဗိဒဆိုင်ရာချန်နယ်နဲ့ပါရဂူချန်နယ်ကိုလည်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ပါသေးတယ်။မေမောဆိုတဲ့ကလောက်အမီကိုတော့1953ခုနှစ်ရုပ်ရှင်ပိုင်းမှမကန်စင်မှာစတင်သုံးပြုခဲ့ပြီးတော့တက္ကသိုလ်မေမောကလောက်အမီကိုတော့1954ခုနှစ်မှသာပြောင်းလဲသုံးပြုခဲ့တာပဲဖြစ်ပါတယ်။ဆရာကြီးရွေးခဲ့တဲ့ကြပြားရင်းကိုစူးစီးပြီးတော့ဘဝဒေသကြပြားများ တငယ်ချင်းကဗျာစုတင်းနဲ့၃လေးဆိုတဲ့ကဗျာစာအုပ်တွေထုတ်ဝေခဲ့ပါတယ်2020ပြည်နယ်မှာတော့တငယ်ချင်းကဗျာလေးတွေကိုပေါင်းပြီးတငယ်ချင်းကဗျာပေါင်းရုပ်အမည်နဲ့ထုတ်ဝေခဲ့ပါတယ်။ဆရာကြီးဟာကဗျာတွေကိုဒါမှမဟုတ်ပဲနဲ့ဝိထုတို့ယတစာရန်စာပေရေးဆောင်ပါစာပေဝင်ပိုင်းဆောင်ပါတွေကိုလည်းရေးထားသေးပါသေးတယ်။ဆရာကြီးတက္ကသိုလ်မင်းမောကကဗျာရဲ့ဆောင်ပါတွေရေးပြီးတော့မြန်မာစာပေလောကကိုလှပအောင်တစားဆင်ပြီးတဲ့အခါမှာတော့2005ခုနှစ်မိုင်ဆန်လက်စင်ရည်မှာကွယ်လွန်နေဆိုင်ရောက်ခဲ့ရပါတယ်။ ဆရာတက္ကသိုလ်မြန်မာကဥညင်ဆရာခင်ဗျာကိုဆရာဥပမတင်ကိုရည်ရွယ်ပြီးတော့ရုပ်ခဲ့ကြတာဖြစ်ပါတယ်။ဆရာကျူးဥပမတင်ကိုဆိုရင်တော့အင်းစိန်မျိုးဘောက်တရံမှာ1888ခုနှစ်ယူဘရလာ24ရက်ဥပိနေတော်မြတ်တို့ကဝေပါခဲ့ပါတယ်။ယင်းမိကမောင်ပတင်ဖြစ်ပြီးတော့အကောမောင်ပရင်ကိုလွန်ပြီးတဲ့နောက်မှာမောင်တင်လို့အမည်ပြောခဲ့ကြပါတယ်။ဆရာဥပမတင်ကဆိုရင်တော့မြန်မာစာပြည်တော်ကကိုရတာတိုးတက်အောင်ဥစ္စာဆောင်ရွက်ပေးတဲ့သူတွေတဲ့အတူပါဝင်ဖြစ်ပါတယ်။ညရရမှာထွေးရတဲ့သူဖြစ်တဲ့လျောက် စကောသားရှိစုကိုလာမကားပဲနဲ့နိုင်ငံရဲ့ရှားမနေပြီးတော့ချင်းမြင့်တဲ့ဆူချင်းမှုရဲ့ဝန်လရရှိခဲ့တဲ့သူတွေဖြစ်ပါတယ်။ဆရာကြီးဦးပြမောင်တင်ကိုမြန်မာဘာသာနဲ့ပါဠိဘာသာပညာရှင်ဆာယီစရာတက္ကသိုလ်ဘာမောက်ခတ်တော်ဦးဖြစ်လို့တင်ပြပါတယ်။ခရီးရန်ဘာသာဝင်ဖြစ်ပေမဲ့လည်းဘုရားချက်စာအချို့ကိုအင်္ဂလိပ်ဘာသာကိုပြန်ဆိုခဲ့တဲ့အထိမြန်မာလူမျိုးနဲ့မြန်မာစာပေမြန်မာရေးချင်းမှုကိုအထူးမြင့်ပြုလုပ်တော်ဖြစ်ပါတယ်။ကိုလိုနီခေတ်မှာမြန်မာစာပေကိုအထင်သေးကြတဲ့တက္ကသိုလ်အနာ ောက်ပြီးမှစပေးကိုတက်ကတူမှာအဆင်မြင်ပြီးတရားနိုင်တဲ့အခြေအနေထိရောက်အောင်လို့အများကြီးအားထုတ်ကြိုးပမ်းပေးခဲ့သူတွေဦးတွေဖြစ်ပါတယ်။ဒါ့အပြင်ရဲ့ဇာဝိမောင်တေကမြန်မာပထမဆုံးတက်ကတူဖြစ်တဲ့ရန်ကုန်တက်ကတူမှာပထမဆုံးမြန်မာအမျိုးသားမမောကအဖြစ်ခန့်ခံရတဲ့ဇာတူဦးတွေဖြစ်ပါတယ်။ဆရာကြီးရဲ့မြမရင်ချင်မှုနဲ့ဒလိထုံးစံကိုမျက်နှာထမိုးထားပုံကတော့အလိုမျိုးကိုလေးစားစရာကောင်းလာပါတယ် ။နိုင်ငံရသားပေါ်မှာခရင်ရှားတွေမှာကစိုးတောင်ရှိရေဘိုးအင်ဂျင်နဲ့ခေါမောင်းတွေကိုဝစ်စင်ပြီးတော့စာတင်လေးရှိပြီးပညာရေးမှာထူးယွန်းတဲ့အပြင်စာတင်ပြလည်းခေါင်းဆောင်ကြောင်းမှုလို့ကျောင်းသားတွေသာမကဘဲနဲ့နိုင်ငံရသားပေါ်မှာခရင်ရဲ့လေးစားခြင်းမှုမှာခံနေရပါတယ်။ထပ်ပြီးဆရာကြီးကဘာလီမြန်မာအင်္ဂလိပ်ဘာသာတွေကိုထွင်းရင်းနေတဲ့ကြောင်းမှုလို့ဒုဘာသာစကားတွေကိုပြန်ဆိုခြင်းတွေပြုလုပ်ခဲ့ပါတယ်။ဗနရသမေတော်ကြီးဗကန်ချောက်သာညုံပေါင်းစားတဲ့ပါဠိစာပေတွေကိုလည်းဗထာပြန်ဆိုခဲ့တဲ့အပြင်မှာပါဠိဘာသာကိုမြန်မာဘာသာနဲ့လည်းပြန်ဆိုထုတ်ပေးခဲ့ပါသေးတယ်။ အဲလိုမျိုးသူရင်ဖြောင်းဖြောင်းတဲ့ဆရာကြီးဦးပြမော်တရားဆိုရင်တော့1983ခုနှစ်မတ်လ22ရက်ချက်တာပြီနေ့အသက်85နှစ်အရွယ်မှာကွယ်လွန်နေဆောင်ရောက်ခဲ့ရပါတယ်။မြန်မာစာပေလောကနဲ့မြန်မာသားတရားမှုတွေကိုအစဉ်မြင့်စေရည်ရွယ်ပြီးတော့ဘာသာပြန်ဆွမှုတွေအပြင်သယုံကြီးတန်းတွေကိုပါပြည့်စုံရေးသားပေးခဲ့တဲ့ဆရာကြီးဦးပြမော်တင်ကိုအေးစားခွန်ပြုပြီးတော့ပြန်ပြောတတ်တဲ့ဆိုတဲ့စီရင်ခံစားချက်နဲ့ဦးညီချီရလပြကိုဆရာတက္ကသိုလ်မင်းမောကရုပ်ပတ်ခဲ့ခြင်းဖြစ်ပါတယ်။ ။ LOA အနေနဲ့လည်းဇီယာအခွင့်မတင်လို့မျိုးဘာသာခြားဖြစ်နေပေမဲ့မြန်မာယူရနဲ့အင်ဂျင်မှုကိုတာမကပဲနဲ့ပိုလန်သာသနာကိုလည်းလေးစားတမူထားတဲ့ခြားစဉ်ရင်ယူရပြီးတော့တင်ဆက်လိုက်ရပါတယ်ရှင်။နောက်ပိုင်းဖြစ်တဲ့ဥညင်ကြီးရကပြရဲ့တင်ညာစာဆိုလိုရင်းကိုတော့သူ့ရဲ့မိုင်း LG ကဆက်လက်ရှင်းပြပေးထားမှာဖြစ်ပါတယ်။ Introductions Go Me ဆက်လက်ပြီးတော့ကျွန်တော်ဒူအမိုင်မဂျီကော့ဂျီအက်ဖ်ဆိုလိုခင်မတ်တက်ဆက်ပြီးမှဖြစ်ပါတယ်။ဆေးဥစွာ ။ဖရားတကတော့မိမရှိဖွဲ့ခဲ့တော့အပြားလေးကမှဝဉ္ကြီးရကပြကိုပြုစုသွားမှာဖြစ်ပါရဲ့ဝဉ္ကြီးရတငယ်ချင်းတခဏလန်းကစိတ်မန်းနေပြတရားမှကြည့်တထောင်လန်းကပံပရဝါတရားမှကြည့်တခိုင်းလန်းကပံငဖို့နဲတင်းမြတ်ဝိစာတရားမှကြည့်ငယ်ချင်းထိုတကတော့လမ်းထိုထိုမှာရိခာကြည့်ကြည့်မောခာကြည့်ကြည့် ထောင်ခါကြီးကြီးခရီးချီယာနေရအနက်မဆက်သမားရီတယောစင်ရှိသည်ဝင်းညောကဆရာလေးရောက်မန်ချက်လာတလို့ပဲတငယ်ချင်းတငယ်ချင်းကကလန်းကစိန်မန်းနေပြပြောင်းမကြီးဆိုရခပြပိုက်ကတော့တငယ်ချင်းပုပ်ပတော်ဦးကိုကကလန်းရှိကိန်းပန်းနေပြီးစိန်မန်းပြပြန်အောက်တို့တွင်လဲတွင်နိုင်ကြောင်းတထုံလန်းကပမ်မရဝါပြောင်းမကြီးဆိုရခပြပိုက်ကတော့တထုံလန်းရှိဘရောက်ပြန်အောက်တွင်လဲတွင်နိုင်ကြောင်း ခိုင်းလန်းကဘန်ကန်ခေါ်နဲ့တင်းမြန်ဝေစာပေးအောင်ပါကြီးဆိုတဲ့ကြပြိုက်ကြတော့သခိုင်းလန်းမှာလည်းအနန်တင်းမြန်ဝင်နေတော့ဘန်ကန်ကော်ဖီအောက်တွင်လည်းတွေ့နိုင်ကြောင်းတကယ်ချင်းထိုတက်ကတော့လက်ထိုးထိုးမှာနှွေခါချစ်ကြည့်ဘူခါချစ်ကြည့်စောက်ခါချစ်ကြည့်ခပလိချီယာနေရနဲ့သစ္စာသမားတွေတယောစိန်ရှိသည့်ဝင်ရလာဆရာတယောက်လမ်းလျှောက်လာတယ်လို့ပဲတငယ်ချင်းဆိုတဲ့ခပြားစားသားကိုရှင်းပြမယ်ဆိုရင် ရန်ကုန်ကတော့အန်ထိုထိုတွင်ရင်ခါကြည့်ကြည့်ငုံခါကြည့်ကြည့်စောက်ခါကြည့်ကြည့်ထိုဆရာ၏ခြေအများကိုတရားလံပြတွေ့နိုင်ကြောင်းထိုဆရာသည်အမှန်တရားကိုလည်းလုံးထမထားပြုသစ္စာတည်းရင်းနဲ့ချင်းသမာဓိတို့နှင့်ပြည့်ရုံသောသူဖြစ်ကြောင်းထိုဆရာသည်ရန်ကုန်ကတော့လည်းလူမတန်းမှတရားစီကြည့်တဲ့လေရာဝဉ္ဏီလောကလက်ဆောင်နေသည်ဟုဖျားလာအောင်ထုတ်ပြဖို့ရွေးဝဲထားခြင်းဖြစ်ပါသည် ဆရာကြီးဥပမောင်လေးလေးသားအကြောင်းပဲခေါင်းကြီးကိုပေါ်လျောင်းရေးဖွဲ့နိုင်မှုတွက်လက်တော့ရေးဖွဲ့တို့ဖြင့်ရတမြအောင်ရေးဖွဲ့နိုင်မှုအပြားကြီးအကြောင်းအရာကိုခាយရနဲ့အဖက်ညီအောင်ရေးဖွဲ့တာကိုတွေ့မြင်နိုင်မှုအပြားကိုဖက်ရှုတော်ရှင်ဖြင့်ဆရာကြီးလောကျင်သောအကြောင်းအရာကိုချက်ချင်းသိမြင်နိုင်အောင်ရေးဖွဲ့နိုင်မှုတို့အပြားကိုအီတာတော်ဆရာတက္ကသိုလ်မင်းမော်ဤသည်ဆရာကြီးဦးဟင်မောင်တင်ရဲ့ရေကောက်တက္ကသိုလ်ပေါ် တန်ရုပ်စီကြီးမဘုံကိုတီတီရရရေဝှက်နိုင်မုံစသည့်ထူချောင်းမှုများကိုတွေ့မြင်နိုင်သည်ဆက်လက်ပြီးတော့ 2AR ခြေပွင့်မှတက်ဆက်ပြီးမှဖြစ်ပါတယ်ဟုတ်ကျွန်တော်ကတော့ကြမ်းရှိနေတဲ့အပိုင်းလေးကိုပြပြပြသွားမယ် Rabbi ခေါ် 2AR JB ပဲဖြစ်ပါတယ်အခုပြောပြပြသွားမယ်အကြောင်းအရာကတော့အလင်းက Radha ခုံချောင်းပဲဖြစ်ပါတယ်အလင်းကအလင်းကမှာဝိညာဉ်လိုဝင်ငါဝိုးဒီအလင်းက ဘာလို့ငါဝူဒီလင်းကအမြောက်လဲဆိုတော့ဆရာဦးဖွင့်မောင်တင်ဒီရန်ကုန်တက္ကသိုလ်ဝင်းထဲကိုလမ်းလျှောက်နေဟန်ကိုမင်းအောင်ညီမရဲ့တော်ငါဝူဒီလင်းကမြောက်တယ်လို့ကျွန်တော်ယူဆထားပါတယ်။နောက်တစ်မျိုးကရာတာရာတာမှာဆိုရင်ဖြင့်ပထမဦးဆုံးတန်နာရာတာတန်နာရာတာဘာလို့မြောက်လဲဆိုတော့ရန်ကုန်တက္ကသိုလ်ဝင်းထဲကပန်းတွေရဲ့အလားပါတွေနဲ့ရန်ကုန်တက္ကသိုလ်ဝင်းကြီးအလားပါကိုပေါ်ကျူးပုံဖော်ထားတဲ့အတွက်တန်နာရာတာမြောက်ပါတယ်။နောက်တစ်မျိုးက အပူဒရတာဘာလို့အပူဒရတာညောက်တယ်လဲဆိုတော့ရှန်ဝန်တက္ကသိုလ်ဝင်းနေမှာဝင်းရင်တယောက်နန်းရှောင်းနေပုံကြောင့်ကျွန်တော်အံဩမိသွားရခါကြောင့်မလို့အပူဒရတာညောက်ပါတယ်နောက်ရတာတစ်ခုကတင်္ဂရရတာဘာလို့တင်္ဂရရတာညောက်တယ်လဲဆိုတော့ဆရာတက္ကသိုလ်မင်းဘောကဆရာဦးဖေမောင်တင်အပေါ်မှာရှိခင်လေးစားမှုရှိပြီးတော့တူတူကပြားတဲ့ဘောဖြစ်တည်တဲ့အပေါ်ပေါ်တိုင်းအတွက်တင်္ဂရရတာညောက်ပါတယ် နောက်တစ်မျိုးကကွန်ပထမဆုံးမတူရတာကွန်မတူရတာကွန်ဘာလို့မြောက်လဲဆိုတော့အဆုံးတဲ့တိုင်းမှာမာကြီးမာကြီးမာကြီးလို့တုံ့လုံးထားတဲ့အတွက်ဖြစ်ပါတယ်နောက်ကွန်တစ်ခုကတမာတိကွန်တမာတိကွန်ကကြာဆရာဦးဖေမောင်တင်ကိုဝင်းရင်တယောက်ဖြစ်တုံ့လုံးဖော်ပြထားတဲ့အတွက်ဖြစ်တယ်နောက်ဆုံးကွန်တစ်ခုကကန်တီကွန်ဒီကန်တီကွန်ကကြာတော့ ရောင်းတက်ကတူဝင်းနေပန်းမင်းရဲ့အကြောင်းကိုဂုံးစာဖော်ပြထားပေမဲ့လည်းကျွန်တော်ဖတ်ရှုသူတွေအတွက်နှစ်သက်ပွဲကောင်းနေတဲ့အတွက်ကန်ဒီကောင်မြောက်ပါတယ်။ဒါကတော့အလင်းကရတာဂုံးရဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ကက်ဆစ်တွေအကြောင်းပြပြပြသားမှာပဲဖြစ်ပါတယ်။ပထမဆုံးတက်ကတိတက်ကတိဆိုတာပင်ကိုတဘောတမာတိတမာတိဆိုတာတီကြီးဖြောင်းမှတ်ခြင်းပြီးတော့တန်ရောစင်း တန်ရောစင်ဆိုတာကတော့တောင်ဖွေတဲ့တဘောတစ္ဆာတစ္ဆာဆိုတာအမှန်တရားဝဉ္ဉေဝဉ္ဉေဆိုတာအတ္တလိပ္ပာဒါတော့ဒီထဲမှာပါတဲ့ခက်စေ၅လုံးပဲဖြစ်ပါတယ်။အခုကျွန်တော်တင်ကန်းလာဆိုလို့ရေးဘက်ကိုတွားလိုက်ကြအောင် ပထမတစ်ချက်ကကျွန်တော်တို့တက်ရှင်နေစဉ်မှာတစ္ဆာတရားကိုကျင့်သုံးပြီးတော့တမာကြီးရှိရှိနဲ့လူသားချိုးတွေနိုင်ငံချိုးတွေကိုဆော်ဆန်းတမန်ဆောင်ရွက်ပြီးတော့ကြံရည်တဲ့သူတွေကိုတံမိုးထားလွန်မောရလူတူဖြစ်စူးစမ်းတင်နေပြလူတွေပဲမယ်လဲညမဲမသေးသွားတယ်လို့မျိုးပေါ့ပြီးတော့ဆရာကြီးဥဖွေမောင်တင်ကိုဂုံပြုရွေးဖွဲ့တဲ့ကြပြတဲ့ပုံလေးဖြစ်တယ်နိုင်ငံတာကောင်သူထားရှိတင်တဲ့စိတ်ထားပြီးဆရာတက္ကသိုလ်မင်းမော်ရဲ့စေတနာနဲ့ကြပြရွေးဖွဲ့ဆွမ်းရင်တွေ ွက်လက်တဲ့အရေးအဖွဲ့တို့နဲ့ရတမ်းမြောက်ရေးဖွဲ့ထားရတယ်။အကြောင်းအရာနဲ့အရေးအဖွဲ့တွေကလိုက်ဖက်ညီမှုတွေဒါကတော့တင်ကန်းသာဆိုလို့ရင်ဖြစ်ပါတယ်။ဒီလိုမှတော့မင်းဝင်လေးဖြည့်ချကြရအောင်။ 鸟漂亮，留上帝来吧！继续观察小鸟别掉天际，接着涂点线吧。